စကိုင်းတိုင်းရွှေဘုံမြို့နယ်ညောင်ကိုင်းရွာနေပြည်သူတွေကဧပြီလ4ရက်မွန်းလ12နာရီကျော်မှာကျေးရွာမှာလုံခြုံရေးအတွက်ရောက်ရှိနေတဲ့ရွှေဘုံခရိုင်အမှတ်လေးတရင်ကိုဆန္ဒပြခဲ့ကြတယ်လို့ဒေသခံတွေကပြောပါတယ်။တရင်လေးရွာမှာစကမ်းချနေစဉ်အတွင်းဒေသခံတွေရဲ့ပစ္စည်းတွေကိုယူဆောင်သွားတဲ့အတွက်ရွာထဲမှာဆက်ပြီးမနေဘူးဒေသလုံးကဆန္ဒပြခဲ့ကြတာလို့ညောင်ကိုင်းရွာဒေသခံဦးဖိုးထူးကပြောပါတယ်။အဲ့ဒီရေးလေးနဲ့သူလူရန်သာသူတွေပေါ့ကွာရွာရှိတဲ့ပစ္စည်းစက်ပစ္စည်းထော်လာကြီး လက်တို့ရေဆုံးပြက်ဆူလာရမော်တာနောက်ဆုံးကွာတို့ရွာတာဝါတိုင်းကရွာတဝါလုံးမီးတို့ပင်ဟာလေးအထိခိုးယူသွားလာဘူးဓညာတက်ရောက်မကြည့်တဲ့လူကွာဒါပြင်ဆန္ဒပြနေချိန်အတွင်းချွေးဖို့ခင်အမလေးတရင်မှာတပ်ဖွဲ့ဝင်တို့ကဆန္ဒပြပြည်သူတွေကိုတနက်နဲ့ချိန်ရွယ်ပြီးချင်းချောက်ခဲ့တယ်လို့သူကဆက်ပြောပါတယ်အေးရှိဖို့ခရံရင်းလေးလို့ခေါ်တဲ့ အမိမတိရဲဘော်ကြောင့်ငါ့ကိုယင်ပောက်ကိုတနက်နဲ့ဒီထိုးချိန်လို့ကွာငါတော့မြင်ကတ်တာမုန်းတာဟာအဲ့ဒီကြောင့်မို့ရေးလေးကိုငါလုံးဝလုံးဝညောင်ငယ်ရွာတို့မှာမလို့ဘယ်လိုနည်းနဲ့မှမနေစေချင်တာစနပြပြီးတဲ့နောက်အဲ့ဒီနေ့ညနေ9နာရီကျော်မှာတော့ညောင်ငယ်ကျေးရွာကနေရွှေဘုခရအမှတ်လေးတိုင်ရင်ကထောက်ခွာပေးခဲ့တယ်လို့ဆိုပါတယ်ကျွာကထွက်ချိန်မှာလဲပစ္စည်းတချို့ကိုယူသွားခဲ့ကအခုလိုတွေလှုပ်ဆောင်နေတဲ့အပေါ်ကြောက်လန့်နေရပြီး ဘယ်အဖွဲ့အစည်းကိုအကူအညီတောင်းရမလဲမသိဘူးဖြစ်နေတယ်လို့ညောင်ကိုင်းဒေသခံမဖြူကပြောပါဗျ။ထွက်တော့ထွက်ခွာပေးပါတယ်။ထွက်ခွာပေးတဲ့ချိန်မှာကျမတို့ညောင်ကိုင်းရွာပိုင်ဆိုင်နဲ့တာဝါတိုင်းကစက်ကြီးကိုလည်းတဲသွားပါတယ်။ကျမတို့ဖြစ်နိုင်အဲ့စက်ကြီးကိုယူခြင်းပါတယ်။ကူညီပေးမဲ့အဖွဲ့အစည်းများရှိကျမတို့ကဘယ်အဖွဲ့အစည်းကိုလည်းကူညီတောင်းမှမသိရွာမှာစစ်ကောင်စီကိုလည်းကြောက်ရရင်းလေးကိုလည်းကြောက်ရကျမတို့အတွက်ကာဝယ်ကာဝယ်ပေးမဲ့ပြည်သူများရှိပါတယ်ရှင်။အဖွဲ့အစည်းများရှိရင်ကူညီတောင်းအပ်ပါတယ်ရှင်။ အခုလိုညောင်ကိုင်းကျေးရွာသားတွေဆန္ဒပြကြတာနဲ့ပတ်သက်ပြီးရွှေဘုခရင်အမှတ်လေးတရင်မှာတာဝန်ရှိသူတဦးကိုမြေလက်အတန်ကမေးမြန်းရမှာတော့၎င်းတို့တရင်အနေနဲ့လုံထုံးလုံးနီးနဲ့အညီပကဖပါအဖတို့နဲ့စနေတကျပူးပေါင်းဆောင်ရွက်ထားတဲ့ကိစ္စဖြစ်တာကိုရွာသားတွေကနားလည်မှုလွဲတာပဲဖြစ်လိမ့်မယ်လို့တုံ့ပြန်ပါတယ်။